ဗီယက်နမ်နိုင်ငံအလဲပိုင်းမှာစံချိန်တင်မိုးသည်ထန်စွာရွာသွန်းမှုကြောင့်ရေကြီးရေလျှံမှုဖြစ်ပွားပြီးလူဆယ်ဦးထက်မနည်းသေဆုံးကနေအိမ်ပေါင်းတသိန်းကျော်ရေကြီးရေလျှံမှုဖြစ်ပွားနေမင်္ဂလာပါပရိသတ်ကြီးရှင်ဗီယက်နမ်နိုင်ငံအလဲပိုင်းတမိုင်းဝင်နန်းတော်ဟောင်းလေးရှိတဲ့မြို့ဖြစ်တဲ့ဟွေးမြို့မှာတော့မိုးသည်ထန်စွာရွာသွန်းပြီးတော့နှစ်ပေါင်းများစွာအတွင်းအဆိုးအဝါဆုံးရေကြီးမှုနဲ့ကြုံတွေ့နေရတာလည်းဖြစ်ပါတယ်။ယခုသတင်းပတ်အတွင်းစံချိန်တင်မိုးသည်ထန်စွာရွာသွန်းမှုကြောင့် ယင်ကြီးရေရှမ်းမှုဖြစ်ပွားပြီးလူဆယ်ဦးထက်မနည်းသေဆုံးကနေအိမ်ပေါင်းတသိန်းကျော်ယင်ကြီးရေရှမ်းမှုဖြစ်ပွားခဲ့ကြောင်းတဘာဝပဝင်ခြေဝင်ကြီးဌာနကအောက်တိုဘာလ30ရက်နေ့ကပြောကြားခဲ့ပါတယ်။မိုးရေအဆက်မပြတ်သဲထန်စွာရွာသွန်းမှုကြောင့်မြင့်ရေများရှန်တက်လာကရှီဟောင်းအထိမ်းအမှတ်အဆောက်အုံများနေအိမ်များနဲ့လမ်းများတစ်မြို့လုံးမှာရေနှင်းမြုပ်နေတာကိုလည်းတွေ့ရပါတယ်။အောက်တိုဘာလ23ရက်နေ့ကလေးကအစာပြူတဲ့မိုးသဲထန်မှုကြောင့် ပြီးခဲ့တဲ့အောက်တိုဘာလ28ရက်နေ့မှာတော့ဝေးမြို့မှာအစိုးဆုံးစံချိန်တင်ရည်ကြီးမှုအဖြစ်မှတ်တမ်းတင်သွားခဲ့တာလည်းဖြစ်ပါတယ်။ဗီယက်နမ်နိုင်ငံအလဲပိုင်းမြို့တစ်မြို့ဖြစ်တဲ့မြန်မာတွေလည်းအတော်များများနေကြတဲ့ဒါနန်မြို့မှာလည်းရည်ကြီးရေရှမ်းမှုတွေတောင်ပြိုမြေပြိုမှုတွေဇက်တိုက်ဖြစ်ပေါ်နေတယ်လို့လည်းသိရပါတယ်။ဒါကြောင့်မို့လို့ခရီးသွားများအနေနဲ့ဗီယက်နမ်နိုင်ငံအလဲပိုင်းနဲ့မြောက်ပိုင်းကိုအလဲအပတ်ခရီးတွေရှိရင်မိုးလေဝသသတင်းများကို ကြည့်ရှုလေ့လာပြီးမှသွားကြဖို့လည်းတိုက်တွန်းထားပါတယ်။ BNN ရဲ့ကန်ယူရန်ပြည်နယ်တွေမှာအောက်တိုဘာလ26ရက်နေ့နောက်ပိုင်းမှာမိုးတဲထန်စွာရွာသွန်းမှုဖြစ်ပွားခဲ့ပြီး24ရက်ကျော်အတွင်းမိုးရေချိန်က9ဘေ9လမအထိစံချိန်နှင့်ရောက်ရှိခဲ့ပါတယ်။လူခဏဦးသေဆုံးခဲ့ပြီးနောက်ထပ်9ဦးပျောက်ဆုံးနေကြောင်းလည်းဝန်ကြီးဌာနရဲ့အစီရင်ခံစာတွေမှာဆိုထားပါတယ်။မြေပြုံမှု150ကျော်ရှိကကောက်ပဲသီးနှံစိုက်ပျိုးမြေဧက9400ပျက်စီးခဲ့ပြီးနေအိမ်ပေါင်း33525အိမ်ရေလွှမ်းမိုးခဲ့တယ်လို့လည်းဆိုထားပါတယ်။ နိုင်ငံပိုင်မီဒီယာတွေမှာပြန့်နှံ့နေတဲ့ဓာတ်ပုံတွေအရာဖွေးနဲ့ဝေးအန်းကနေရာအများစုဟာရေအောက်ရောက်ရှိနေပြီးအိမ်အချို့ကအမိုးအထိရေနှင်းမြုပ်နေတာကိုလည်းတွေ့ရပါတယ်။ဗီယက်နမ်ဟာအထူးသဖြင့်ဇွန်လကနေအောက်တိုဘာလအထိမုန်တိုင်းရာသီအတွင်းကြဲကြဲပြန့်ပြန့်ပျက်စီးဆုံးရှုံးမှုတွေဖြစ်စေတဲ့အနေရရှိမုန်တိုင်းတွေနဲ့ရေကြီးရေလျှံတာတွေကိုမကြာခဏကြုံတွေ့ရတယ်လို့လည်းသိရပါတယ်။